င်္ဂလာပါရှင်။တတိယနေ့မီဒီယာကိုရဲ့ Now Media Career Podcast အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေထဲကအဖြစ်အပျက်တွေနဲ့ဆက်စပ်တဲ့သတင်းတွေ၊စောင်းပါးတွေနဲ့ဆိုတဲ့မြင့်မြတ်ချက်တွေကိုစူးစီးတက်ဆက်ပေးနေတာဖြစ်ပါတယ်။ NMG ရဲ့ Podcast ထုတ်လွှင့်ချက်တွေကိုတိုင်းရိုက်နားဆင်နိုင်သလို download လုပ်ထားပြီးအစီအပြေတဲ့အချိန်မှနားထောင်လည်းရပါတယ်။ကျမစမိုင်းပါ။ ဒီနေ့သတင်းတွေထဲမှာတော့မြန်မာနိုင်ငံထဲကလူသတန်းကျော်အသွက် WFP ကရိတ်ခါထောက်ပံ့မှုတွေကိုရပ်ဆိုင်းလိုက်ပါတယ်မြမလူဦးရေသုံးပုတ်သပုတ်ကအရေးပေါ်အကူအညီလိုအပ်နေကြောင်းကုလသမဂ္ဂကပြောပါတယ်မြောက်ကျိုးစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်သားအယောက်40နီးပါးဖမ်းဆီးခံရပါတယ်စင်ကူမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရက်သား28ယောက်တိစုပ်ခဲ့ရတဲ့အကြောင်းနဲ့တခြားစစ်ဝင်စားစီရဲ့တည်င်းတွေကိုတင်ဆက်ပေးဖို့ရှိနေပါတယ်။

မြန်မာနိုင်ငံမှာပဋိပက္ခတွေကြောင့်အကူအညီလိုအပ်မှုမြင့်တက်နေခြင်းလူဦးရေတသန်းကျော်အတွက်စားနပ်ရိက္ခာထောက်ပံ့တာတွေကိုလာမဲ့ AP လာကစပြီးရက်ဆိုင်သွားမှဖြစ်တယ်လို့ WFP ကမစ္စတာ၁၄ရက်နေ့မှာကြေညာပါဗျ။ရန်ပုံငွေလိုအပ်ချက် ကြီးမားလာတာကြောင့်ရန်တက်ရတာဖြစ်တယ်လို့ဆိုပါတယ်။နောက်ထပ်ရန်ပုံငွေအသင့်မရရှိတော့ဘူးဆိုရင်ငားနှစ်ယောက်ကလေးကိုဝန်ဆောင်နှုတ်တိုက်မိခင်မတန်ဆွမ်းစတဲ့ထိခိုက်လွယ်အုပ်စုတွေက လူရဲ့3000ခွဲလောက်ကိုပဲဆက်ပြီးကူညီနိုင်တော့မယ်လို့ဆိုပါရယ်ဒီလိုရိတ်ခထောက်ပံ့မှုတွေရက်ဆိုင်တာက WFP ရဲ့အကူအညီတစ်ခုတည်းကိုပဲအားထားနေရသူတွေအတွက်ဆွဆွရွာရွာထိခိုက်နိုင်တယ်လို့ WFP ရဲ့မြန်မာနိုင်ငံဆိုင်ရာဌာနကိုယ်စားလှယ်ကထုတ်ပြန်ချက်မှာထပ်သွင်းပြောဆိုထားပါရယ် အကူအညီတွေရက်ဆိုင်မှုက WFP ရဲ့အထောက်ပံ့ကိုပဲအားထားနေရတဲ့ရိုဟင်ဂျာတွေအပါအဝင်ရခိုင်ပြည်အလယ်ပိုင်းကနေရွှွန့်ခွာသူတသိန်းကိုပါထိခိုက်မယ်လို့ဆိုပါရတယ်။ဒါအပြင်မြန်မာလူထုကိုစာနယ်ဇင်းကအထောက်ပံ့တွေဆက်လက်ပေးအပ်နိုင်ဖို့ American Dollar သန်း60အရေးတကြီးလိုအပ်နေတယ်လို့ WFP ကပြောပါရတယ်။နောက်ထပ်သတင်းစပုတ်ထဲမှာတော့မြန်မာလူဦးရေသုံးပုတ်တစ်ပုတ်ကအရေးပေါ်အကူအညီလိုအပ်နေကြကုလသမဂ္ဂကပြောဆိုလိုက်တဲ့အကြောင်းပဲဖြစ်ပါတယ်။ ညီမလူဦးရေရဲ့တိုးပုတ်တပုတ်ဟာလက်တလောစာနာရိတ်ခမလုံလောက်မှုနဲ့ရင်ဆိုင်နေရတဲ့အပြင်ဆက်လက်ဖြစ်ပွားနေတဲ့ပဏိပခရီကြောင့်ပြည်သူ၁၉တက်သမ၉သက်ဟာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့ကုလသမဂ္ဂကမက်စလာ၁၃ရက်နေ့မှာပြောလိုက်ပါတယ်။ စစ်ကောက်စီဟာနေမြေတွေလက်လွတ်လိုက်ရတာနဲ့အမျှလက်နက်ကိုင်အဖွဲ့တွေကိုလက်တုပ်ပြန်တဲ့အနေနဲ့အကူအညီပေးတာတွေပိတ်ဆို့ထားတာကြောင့်ကုလသမဂ္ဂကပညာရှင်တွေ ထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြပါတယ်။ဒါပြင်မြန်မာနိုင်ငံတဲကိုလူသားချင်းစာနာထောက်ထားမှုအကူအညီတွေအရောက်ပေးနိုင်ဖို့ကတ်သက်တဲ့အပြင်လူသားချင်းစာနာရေးဆိုင်ရာဝန်ထမ်းတွေကိုလည်းပြင့်မှတ်ထားနေတယ်လို့ဆိုပါတယ်။ ဒီအခြေအနေတွေကြောင့်စားနပ်ရိက္ခအကျက်အသေးကပိုဆိုးလာတာဖြစ်ကြောင်းလည်းထောက်ပြပြောဆိုထားပါတယ်။မြန်မာတနိုင်ငံလုံးရဲ့မြို့နယ်66ရာခိုင်နှုန်းမှာဖြစ်ပွားနေတဲ့စစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုတွေရဲ့လက်နက်ကင်တိုက်ပွဲတွေကြောင့်စီးပွားရေးနဲ့စိုက်ပျိုးရေးကဏ္ဍထိခိုက်နေလို့ဒီ2025ခုနှစ်မှာစံစီစားနဲ့ပဲအပအဝင်အ धिक အားထားပြီးစားရတဲ့ရိက္ခစီးနှုန်း30ရာခိုင်နှုန်းအထိတက်မယ်လို့ညွှန်မဲရကြောင်းလည်းပြောပါတယ်။ စစ်ကောက်စီရဲ့တာမြင်ပိတ်ဆို့မှုတွေအပြင်ပြေးချန်တဲ့ရာသီဥတုအခြေအနေတွေကအကြက်အသေးကိုပိုဆိုးသွားစေတယ်လို့ကြေညာချက်မှာပါရှိပါတယ်အထူးသဖြင့်နေရရွှေ့ပြောင်းရတဲ့ဒုက္ခတဲ့စခန်းတွေကအမျိုးသမီးတွေနဲ့ကလေးတွေဟာရိတ်ခါမလုံလောက်မှုကိုအဆိုးဆုံးကြုံနေရတဲ့အပြင်ကျူတင်ကာကွယ်နိုင်တဲ့ယောဂတွေကြောင့်ကလေးငယ်တွေတည်ဆုံမှုနှုံမြင့်မားလာတာနဲ့ရင်ဆိုင်နေရတယ်လို့လည်းဖော်ပြထားပါတယ်။ နိုင်ငံတော်ဝန်အချင်းထောင်တည်တည်ကအချင်းကြခံနေရတဲ့အချင်းသားတွေကိုစစ်ကောင်စီကလက်နဲ့တက်ဆင်ပေးထားပြီးအချင်းထောင်အတွင်းခုခံကာကွယ်မှုအပါအဝင်တော်လှန်ရေးတပ်ဖွဲ့တွေကိုပြန်လည်ခုခံမှုစီခိုင်းထားတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကိုရင် PPNM ကထုတ်ပြန်ထားပါတယ်။အဓိကတိုက်ပွဲတွေပြင်းထန်နေတဲ့ဒေသတွေဖြစ်တဲ့ကချင်ပြည်ပမော်အချင်းထောင်နဲ့ မောင်ကြီးအချင်းထောင်တွေမှာနှစ်ကြီးထောင်နဲ့ချမှတ်ခံထားတဲ့အချင်းသားတွေကိုလည်းပြည်မှုပြည်နယ်ရှော့ပေါ့ပေးမယ်ဆိုတဲ့စီယုံလှုပ်ဆော်မှုတွေအနေနဲ့လက်နဲ့ပေးပြီးခုခံမှုတာဝန်ပေးထားတာမကန်ကြောင်း PPNN မြေတာဝန်ရှိသူကပြောပါဗျ။တပ်ပွဲတွေပြင်းထန်လာတာနဲ့အတူ ကြဆုံမှုတွေများပြားလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနေရာကိုစားထိုးအင်အားဖြစ်တင်ဖို့လှုပ်ဆောင်နေတာဖြစ်တယ်လို့ PPNM တာဝန်ရှိသူကိုတိုက်ထူးဦးကပြောပါရယ်စစ်ကောင်စီကဘလို့လူခွေရေမျိုးကုံစုချိုးဖောက်ဖို့ဝင်မလေးပဲလှုပ်ဆောင်နေတာဖြစ်တယ်လို့လူခွေရေအဖွဲ့တွေအနေနဲ့လည်းအထူးလေးပေးဆောင်ရွက်ကြဖို့ကိုတိုက်ထူးဦးကတိုက်တွန်းထားပါရယ် စစ်စီကံရဲစီကံဖောက်ဖျက်မှုတွေကြောင့်ဖမ်းဆီးထားတဲ့စစ်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေကိုလက်နဲ့တက်ဆင်ပေးထားတဲ့အပြင်မူလရာထူးပြန်ပေးပြီးတော်လှန်ရေးတပ်ဖွဲ့တွေကိုခုခံစီတဲ့ဖြစ်ရမျိုးကတစ်လေးလုံးစစ်စီရေးအတွင်းလိုက်ကောထောင်မှရှိခဲ့တယ်လို့လည်းဆိုပါရစေ။ညာကျိုးစခဲသိတိုက်ပွဲမှာစီကောက်စီတက်တာအယောက်40နီးပါးကိုအရခတ်တက်တော် AA နဲ့ပူပေါင်းတက်တွေကဖန်စီရမိခဲ့ပါတယ်။ ပကူတိုင်းပတောင်းမျိုးနဲ့ရခိုင်ယူမပေါ်ကညောင်ချိုတက်စခန်းစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်သားတွေကိုလက်နက်တွေနဲ့အတူဖမ်းဆီးရမိခဲ့တာလို့အေအေနဲ့နှိဆက်သူတွေကပြောပါရယ်။အေအေနဲ့ပူပေါင်းတပ်တွေကစစ်ကောင်စီရဲ့ညောင်ချိုစခန်းကိုဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ချိန်မတ်လ23ရက်နေ့မှာအဲ့ဒီစခန်းကဆုတ်ခွာလာတဲ့စစ်ကောင်စီတပ်သားတချို့ကိုဖမ်းဆီးခဲ့တယ်လို့ဆိုပါရယ်။ဒါအပြင်ထွက်ပြေးလူမြောက်သွားတဲ့တပ်သားတွေလည်းရှိနေသေးတယ်လို့ဆိုပါရယ်။ လက်ရှိမှာစီကောက်စီတက်ကညောင်ကျိုးစခန်းအနီးကချင်းကုန်းတက်စခန်းမှာအင်အားစုဖွဲ့ထားတယ်လို့စီရဲအခြေအနေကိုမြင်ပြတဲ့ဒင်းရင်းမြစ်တွေကပြောပါတယ်။အေးအေးနဲ့ပူပေါက်တက်တွေကညောင်ကျိုးစခန်းကဆုတ်ခွာသွားတဲ့စီကောက်စီတက်သားတွေကိုလိုက်လံတိုက်ခိုက်နေတယ်လို့စီကောက်စီတက်ကလည်း drone နဲ့စစ်တပ်လေထီးတွေအသုံးပြုပြီးတိုက်ခိုက်နေသေးပဲလို့ဆိုပါတယ်။ အခုအေအေကထိုးစစ်ဆင်ဝင်ရောက်လာတဲ့ပထောင်မြူနယ်ဟာစစ်ကောက်စီတပ်တွေလက်နက်အစိတ်အပိုင်းတွေထုတ်လုပ်တဲ့ကာကွယ်ရေးပစ္စည်းဆက်ရုပ်တချို့လည်းရှိရာကြောင့်စစ်ရေးအတွက်အရေးပါတယ်လို့စစ်ရေးနိုင်ငံရေးလေလာသုံးသပ်သူတွေကပြောပါတယ်။ပဲခူးတိုင်းမကွေးတိုင်းနဲ့အီယာဝတီတိုင်းကရခိုင်ရိုးမနဲ့ထိစပ်နေတဲ့အစွန်အဖျားမြူနယ်တွေမှာ2020နှစ်ကုန်ပိုင်းတွေကစစ်ကောက်စီတပ်နဲ့အေအေပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွားနေပြီးနေမြေတချို့ကိုအေအေကထိ ंछ ုံနိုင်ခဲ့ပြီးဖြစ်ပါတယ်။ မန္တလေးတိုင်းစင့်ကူးမြို့နယ်လက်ပင်လရွာကိုစစ်ကောင်စီကလေကြောင်းကနေပုံချဲတိုက်ခိုက်ခဲ့တာကြောင့်အရက်သား29ယောက်တိဆုံးခဲ့ရပါတယ် လက်ပင်လာရွာကိုမက်စတာ၁၄ရက်နေ့ကစစ်ကောင်စီလေချောင်းကနေပုံကျဲတက်ခတ်ခဲ့တာဖြစ်ပါတယ်။ဒီတက်ခတ်ခံရမှုထဲကလေး၆ယောက်အပါဝင်အရသာ၂၈ယောက်သေဆုံးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် Mandalay PDF ကထုတ်ပြန်ပါတယ်။တက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲလက်ပင်လာရွာမှာရှိတဲ့လူစီကားတဲ့ဈေးဆိုင်နှန်းတွေကိုစစ်ကောင်စီကအကြောင်းမဲ့လေချောင်းတက်ခတ်မှုပြုလုပ်ခဲ့တယ်လို့ Mandalay PDF ပြောရေးဆိုခွင့်ရှိသူကိုအော့စမွန်ကပြောပါတယ်။ပြီးခဲ့တဲ့မက်စတာ၄ရက်နေ့ကလည်း လက်ပံလာရွာကိုစစ်ကောင်စီကလေချောင်းကနေတက်ခိုက်ခဲ့တာကြောင့်အရက်သား6ရောက်တိဆုံခဲ့ရသလိုထိခိုက်ဒဏ်ရာသူတွေလည်းရှိခဲ့တယ်လို့မန္တလေး PDF ကဆိုပါတယ် တော်လိုင်းတက်ဖွဲ့ဝင်တွေထိန်းချုပ်စုမိုးထားတဲ့နယ်မြေတွေမှာအရက်သားတွေကိုပြစ်မှတ်ထားပြီးလေကြောင်းကနေတိုက်ခိုက်တာတွေကိုစစ်ကောင်စီဘက်ကပေါ်ပေါ်တင်းတင်းကျူးလွန်လာတယ်လို့လည်းဆိုပါရယ်စင်ကူးမြို့နယ်ကို2024ခုနှစ်ဇူလိုင်လ18ရက်နေ့မှာမန္တလေးဖီတဲ့ဥဆောင်တဲ့ပူပေါင်းတပ်တွေကအပြစ်သက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီးအဲဒီနောက်စစ်ကောင်စီကစင်ကူးမြို့နယ်ထဲကိုလက်နက်ကြီးနဲ့ပစ်ခတ်တာလေကြောင်းကနေမကြာခဏဘုံကျဲတိုက်ခိုက်နေတယ်လို့ဒေသခံတွေကပြောပါရယ် မကွေးတိုင်းရေစကြိုမြို့နယ်ရေလေကျွန်းဒေသကတာကောင်ရွာမရွာကိုစစ်ကောင်စီတပ်ကတပတ်နီပါဝင်ရောက်တပ်ဆွဲခဲ့ပြီးနောက်မိရှုတပ်ဖြတ်ခဲ့တဲ့ရုတ်လောက်6လောက်တွေ့ရှိခဲ့ပါတယ်ဒါကြောင့်ဒီနေ့အတွင်းရေလေကျွန်းဒေသမှာတပ်ဖြတ်ခံရတဲ့အရက်သား18ယောက်ထဲမှနေရှိခဲ့တယ်လို့ရေစချူထောက်ရှိ info committee အဖွဲ့တော်ဝန်ရှိသူကပြောပါရယ်။ဒါအပြင်ရေလေကျွန်းဒေသမှာပျောက်ဆုံးနေသူတွေလည်းရှိနေသေးတယ်လို့ရေစချူထောက်ရှိ info committee တာဝန်ရှိသူကပြောပါရယ်။ တပြက်ခင်ရသူတွေဟာမြေဆွတ်တော်ရွာမှာ9ယောက်၊တာကောရွာမှာက3ယောက်၊မလကချမ်းရွာမှာ2ယောက်၊တာကောင်း4ယောက်က1ယောက်ပါဝင်ပြီးအတီးပြုတ်လို့မရသေးတဲ့သူ2ယောက်ရှိတယ်လို့လည်းပြောပါတယ်။စစ်ကောက်စီတပ်ဖွဲ့ဝင်တွေဟာမက်ရှလာ9ရက်နေ့ကနေ12ရက်နေ့အထိတာကောင်းရွာမှာကိုစစ်ကြောင်းထိုးဝင်ရောက်တပ်ဆွဲခဲ့ပြီးစစ်ကြောင်းပြန်ထွက်သွားချိန်မှာဒေသခံတွေကနှိမ့်ဆက်မိရှုတပ်ဖြတ်ခံထားရတဲ့ရုတ်အလားတွေကိုတွေ့ခဲ့တာလို့လည်းဆိုပါတယ်။ တိစုပ်သူတွေမှာစီကောက်စီစစ်ကြောင်းဝင်ရောက်စဉ်မလျှောက်သိမ်းနိုင်တဲ့တာကောင်းရွာမရွာကအသက်60နှစ်အရွယ်ဦးအောင်အသက်80အရွယ်ဒေါ်စန်းဝေတို့ပါဝင်တယ်လို့အသက်42နှစ်အရွယ်ဦးတန်းမင်းလိုက်တာကောင်းလေးရွာကအသက်65နှစ်အရွယ်ဦးချစ်မောင်တို့ပါဝင်တယ်လို့ထုတ်ပြန်ထားပါတယ်။ တခြားတွေ့ရှိတဲ့ရုပ်အလောင်းနှလောင်းကတော့တာကားရွာကမဟုတ်ပဲလူသားတိုင်းအဖြစ်ဖန်ဆီးလာတဲ့အရက်သားတွေဖြစ်ပြီးရုပ်ပြက်နေတာကြောင့်ဘသူဘဝဆိုတာအတိမပြုတ်နိုင်သေးဘူးလို့လဲဆိုပါတယ်။မြေဆိုးလိုရွာထဲကိုမတ်လ၂ရက်၃ရက်နေ့နဲ့၄ရက်နေ့တွေမှာ၃ရက်ဆက်တိုင်းစစ်ကြောင်းထိုးပြီးဒေသခံတွေကိုတပ်ဖြတ်သွားတဲ့အပြင်နေအိမ်တွေကိုမိရှုဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။ မရှိလာနေရနေကစပြီးပခုတ်ခု အခြေဆိုင်အမတ်သေးတုံညာတိချင်းမြတ်တက်မတ်ဌာနချုပ်နဲ့ရေစကြိုမျိုးကခမာယာ196 159ခု158တယင်ကစစ်သားအင်အား200ကျော်နဲ့ရီလေကျွန်းဒေတာကိုစစ်ကြောထူးစီးနေခဲ့တာလို့လည်းပြောပါရယ်စစ်ကြောင်ကြောင့်မကွေတိုင်းရေစကြိုမြို့နယ်နဲ့စကိုင်းတိုင်းမြောင်းမြမြို့နယ်မှာရှိတဲ့ရွာပေါင်း16ရွာလောက်ကဒေသခံ1000ကျော်ထွက်ပြေးနေရပြီးအကူအညီတွေလိုအပ်နေတယ်လို့ဆိုပါရယ် ရှမ်းပြည်နယ်မြောက်ပိုင်းတက်ရမ်းမှာအွန်လိုင်းငွေလိမ်လုပ်ငန်းကနိုင်ငံခြားသား165ယောက်ဖမ်းမိကြောင်းစစ်ကောင်စီကထုတ်ပြန်ပါတယ်။တက်ရမ်းမြို့နယ်မှာတရားမဝင်အွန်လိုင်းလုံးကစားနဲ့ ငွေကြေးလိမ်လည်တဲ့လုပ်ငန်းလုပ်ခဲ့နေတဲ့တရားမဝင်နိုင်ငံခြားသား165ယောက်နဲ့မြန်မာနိုင်ငံသားတယောက်ကိုဖမ်းဆီးခဲ့တယ်လို့စစ်ကောင်စီကမက်စလာ73ရက်နေ့ကထုတ်ပြန်ပါတယ်။မက်စလာ72ရက်နေ့ကဆက်ဆက်ပစ္စည်းတွေနဲ့အတူဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီးနိုင်ငံခြားသားတွေကိုတက်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းပေးသွားမယ်လို့လည်းဆိုပါတယ်။ဘယ်နိုင်ငံတွေကဆိုတော့ကိုတော့ဖော်ပြထားတာမရှိပါဘူး။မက်စလာ73ရက်နေ့မှာပဲ ကယင်ပြည်မြောက်ဥတီမြို့နယ်ရွှေကုတ်ကိုဒေသမှာတရားမဝင်ဝင်ရောက်ပြီးအွန်လိုင်းငွေလဲလုပ်ငန်းတွေလုပ်ကန့်ခဲ့တဲ့တရုတ်နိုင်ငံသားအယောက်450ကိုထမ်းမြေမှာချစ်ချည်တတာအမတ်နိကနေတဆင့်တက်ဆိုင်ရာနိုင်ငံကိုလွဲပြောင်းပေးခဲ့တယ်လို့လဲဆိုပါတယ်။ဖန်ဆီးနိုင်နေမှုတွေဆက်တိုက်လုပ်နေပေမဲ့တရုတ်နယ်စပ်နဲ့နီးစပ်တဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတက်ရန်ဟိုပန်မူဆယ်မြို့တွေမှာလဲအွန်လိုင်းငွေလဲငန်းတွေဆက်လက်ကြီးထွားနေတယ်လို့ဒေသခံတွေကပြောကြပါတယ်။ မြန်မာတရုတ်နယ်စပ်ကအွန်လိုင်းငွေလိမ်ခိုင်းတွေကိုနေနင်းဖို့တရုတ်နိုင်ငံက2023နှစ်ဆိုင်ပိုင်းကစပြီးစူးစမ်းခဲ့တာဖြစ်ပါတယ်။ဒီနေ့ရဲ့သတင်းအစီအစဉ်ကိုဒီမှာပဲရပ်နားမှာဖြစ်ပါတယ်။ ိုင်းသားဒေသတွေထက်ကအဖြစ်ပြည့်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းပါတွေဆက်သွယ်မိမျက်ချက်တွေကိုသတင်းနဲ့မီဒီယာကွန်ရက်သတင်းဌာနကအဖွဲ့သူအဖွဲ့သားတွေကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျမတို့တည်င်းဌာနရဲ့ဖို့ခက်ထုံးလင်းချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်။